မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မှစခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမနဝတ္ထုခန်းကြီး၃ပိုင်းငယ်6ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ပေထရုကလည်းငါ၌ရွှေငွေမရှိ ရှိသည့်အရာကိုတင့်အားငါပေးမည် နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်ထ၍လှမ်းတော်တော်ဟုဆိုလေဒီမှာပါတွေ့ရလဲဆိုတော့ပေတရုကနာဇရက်မြို့သားယေရှု၏နာမကိုသုံးစွဲပြီးတော့မှဗိမာန်တော်ရှိမှတောင်းစားနေတဲ့လက်ချေသေးတဲ့သူကိုပြန်လဲကောင်းမွန်အောင်လှုပ်ဆောင်ပေးခဲ့တယ်ဆိုတာတွေ့ရပါတယ်ဒီနေရာမှာနာဇရက်မြို့သားယေရှုခရစ်လို့ဒီလိုသုံးစွဲတာကထူးခြားပါတယ်ယေရှုဆိုတဲ့နာမည်နဲ့ လူဘယ်နှယောက်ရှိလဲကျွန်တော်မသိပါဘူးခရစ်ဆိုတဲ့နာမည်လဲဘယ်နှယောက်ပေးထားလဲကျွန်တော်မသိပါဘူးဒီနေ့ခင်မှာတော့ဒီလိုနာမည်မျိုးတွေပေးတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါပေမဲ့အခုမြို့ရဲ့နာမည်ကိုထည့်ပြောတဲ့အတွက်နာဇရက်မြို့သားဆိုတဲ့ဒီအသုံးနှုန်းကထူးခြားပါတယ်နာဇရက်မြို့မှာယေရှုဆိုတဲ့နာမည်နဲ့အများကြီးမရှိဘူးဒီတယောက်ပဲရှိပါလိမ့်မယ်ပြီးတော့ယေရှုက နာဇရက်မြို့မှာကြီးပြင်းကြောင်းကိုလည်းထင်ရှားစေတာဖြစ်ပါတယ်ဒီနေ့ခေတ်ယေရှုခရစ်တော်ရဲ့18နှစ်ပြည့်တနာဆိုတာနာမည်ကြီးပါတယ်မယုံကြည်သူတွေက သခင်ယေရှုခရစ်တော်ဟာအသက်18နှစ်ကနေ30အတွင်းမှာအခြားတနေရာကို ရောက်ရှိပြီးတော့မှဗုဒ္ဓရဲ့တရားတွေကို သင်ယူနေတယ်ဆိုတော့အဲ့လိုအယူအဆနဲ့ပြောဆိုတာတွေရှိပါတယ်။ဒါပေမဲ့သခင်ယေရှုခရစ်တော်ဘယ်မှမသွားပါဘူး။နာဇရက်မြို့မှာပဲကြီးပြင်းတဲ့အတွက် နာဇရက်မြို့သားယေရှုဆိုတဲ့နာမည်ကို ခေါ်တွင်စေတာဖြစ်တယ်လို့ကျွန်တော်နားလည်သိရှိဖို့လိုပါတယ်ဒီယေရှုခရစ်တော်ရဲ့နာမဟာတော်တော်လေးကိုအစွမ်းတတိကြီးပါတယ်ဘွဲနာမတကာတို့ထက်ကြီးမြတ်တဲ့ဘွဲနာမရှိတဲ့သူဖြစ်ပါတယ်ယေရှုရဲ့နာမည်ကိုကြားတာနဲ့နတ်ဆိုးတွေဟာ ထွက်ပြေးကြရတယ်ယေရှုရဲ့နာမည်ကိုကြားတာနဲ့အနာရောဂါတွေဟာပျောက်ကင်းကြရတာဖြစ်ပါတယ်ယေရှုရဲ့နာမည်ကိုကြားတာနဲ့တက်ရှိတက်မဲ့ အရာအလုံးဖန်ဆင်းသမျှအရာအလုံးဟာဥညွတ်ချရတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ယေရှုဆိုတာကတကယ်ကိုဘုံတကိုကြီးတဲ့အရှင်ဖန်ဆင်းရှင် ဖြစ်တဲ့အပြင်လောကမှာရှိသမျှတော့အာနာတကိုးတွေထက်ဒါ၍ကြီးမြတ်တော့အာနာရှိတဲ့သူဖြစ်တယ်ဆိုတာကိုဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လောကမှာတောင်မှနာမည်တစ်လုံးဟာဘလောက်အရေးကြီးလဲဆိုတာလူတိုင်းသိပါတယ် ရာထူးထန္ဒရကြီးတဲ့သူရဲ့နာမည်ကိုတုံးပြီးတော့မှတချို့တွေကလှုပ်ရှားကြတာရှိပါတယ်။အဲ့ဒီနာမည်နဲ့အမိန်အာဏာတွေကိုသုံးစွဲကြတာတွေလည်းရှိပါတယ်။ဒါကြောင့်နာမည်နာမတသက်ဆိုပြီးတော့မှထင်မှတ်မမှားသင့်ပါဘူး။နာမည်တွေရဲ့နောက်ကွယ်မှာသူတို့တွေရဲ့တကူအာဏာစက်တွေရှိနေတတ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒါကြောင့်သခင်ယေရှုဆိုတဲ့နာမည်ရဲ့နောက်မှာယေရှုခရစ်တော်ရဲ့တကူအာဏာစက်ရှိပါတယ်။ယေရှုဟာဘယ်သူလဲ။ ယေရှုဟာဘာလုပ်တာလဲယေရှုကဘယ်ကလာတာလဲယေရှုကဘယ်ကိုသွားနေတာလဲအဲ့ဒီယေရှုဆိုတဲ့သူရဲ့နောက်ွယ်ကမမြင်ရတဲ့တကောအာနာဇက်တွေနဲ့ဒီပုပ်ကိုယ်တော်ရဲ့ဖြစ်တည်ခြင်းကတော့လောကမှာဘသူနဲ့မှ ရှင်လို့မရတဲ့အထူးမြတ်ဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ယေရှုရဲ့နာမကိုတုံးဆွဲပြီးဆုတောင်းနိုင်တယ်။ယေရှုရဲ့နာမကိုတုံးဆွဲပြီးနှက်ဆိုးနှင်းနိုင်တယ်။ယေရှုရဲ့နာမကိုတုံးဆွဲပြီး လောကဓာတ်တွေကိုကြော်ဖြတ်နိုင်တယ်ဒီနာမကိုဆွဲကင်ဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်ဓမ္မတချင်းထဲမှာမျက်လနာမကျူးဆိုတဲ့တချင်းတစ်ပုဒ်ရှိပါတယ်အဲ့တချင်းကိုကျွန်တော်တို့အလွတ်နှလုံးသားထဲကနေတီးဆိုချီးမွမ်းမယ်ဆိုရင်ဒီနာမတော်ရဲ့အစွမ်းတတ္တိတကိုးကိုပိုးပြီးတော့မှကျွန်တော်တို့နားလေသဘောပေါက်ပြီးတော့လက်တွေ့ဘဝမှာလည်းအကျိုးရှိမှာဖြစ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုယ်တော်ကိုကျေးဇူးတင်နေ ယေရှုရဲ့နာမတော်ဟာကြီးမြတ်ပါတယ်တကိုးကြီးပါတယ်ဘွဲ့နာမတကားတွေထက် ကြီးမြတ်သောဘွဲ့နာမဖြစ်ပါတယ်နာမတော်ဘုံကြီးပါစေကဘာအဆက်ဆက်ကိုရောနာမတော်ချီးမြှောက်ခြင်းရှိပါစေကိုရောရဲ့နာမတော်ရှိမှာလူတိုင်းတူးထောက်ပါစေဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းရဲ့အသက်တာပေါ်မှာအံ့ဩပွေဖျားရှင်အလုလု၍သူတို့ရဲ့အသက်တာမှာထိုနာမတော်ကိုဂိုင်ဆောင်လျက်ဘဝကိုရှောက်လန်းနိုင်ဖို့မာစားပါ တဏိတာလုံးကိုလက်ဝဲအနံတဲ့အခါယေရှုနာမ၌စက္ကအနံဆုတောင်းပါ၏အာမင်